ငါကလေးအတီးတွေကသူကလေးတွေကိုဒီလိုနီးနဲ့တာဝန်ယူပေးကြပါလိမ့်မိသားစုတာဝန်ကိုခွဲဝေယူတတ်ကြတဲ့ငါကလေးအုပ်တွေကငါမေမေရဲ့တာဝန်ပြီးဆုံးသွားတဲ့အခါမှာငါဖေဖေကြီးကဦးလေးတွေကိုထိန်းသိမ်းစောက်ရှောက်ဖို့အတွက်တာဝန်တွေကိုပကုံးပြောင်းယူခဲ့ပါလိမ့်သူကဥရီပေါ်ကိုထိုင်ချလိုက်ပြီးတော့ကိုငွေပေးကစောင့်ရှောက်နေတဲ့အချိန်မှာတက်တဲ့ဆဆိုင်တိန်ဆိုင်တိန်ခဲတွေကစုဝေးပြီးတော့လေးချင်းနှမောင်းတစ်ခုဖြစ်ပွားခဲ့ပါလိမ့်ငါဖေဖေကြီးကဘဲမှထွက်မပြေးရဲ့ပြင်လေးပြင်းတိုက်ခိုက်မှုတွေကိုအန်တူရင်နဲ့ဒီတနေ့ကိုဖျက်ဆီးခဲ့ပါလိမ့် အဲ့လိုနဲ့နေပေါင်းများစွာအေးဆက်တဲ့ညာပေါင်းများစွာကိုတကောင်နဲ့ရင်ဆိုင်တော်ဖြတ်ရင်တရက်မှာတော့ငှက်ပေပေကအေးများလာတဲ့လေးပီလေးညင်းလေးတွေတိုးဝေတိုက်ခတ်နေတဲ့မနက်ခင်းလေးမှာသူ့ရဲ့အဖိုးတန်ယတနာလေးတွေအားလုံးငှက်လားမြောက်ခဲ့ပြီဆိုတာကိုသိလိုက်ရပါပြီ။ဘဝရဲ့အနေအရသာအစ်မန်ကအခုမှစတင်လိုက်တယ်လို့ပါပဲ။ငှက်ပေပေကကျမ်းမာတန်ဆွမ်းနဲ့ကလေးငယ်၁၄ကောင်ကိုရင်အုပ်မကွာစောင့်ရှောက်ပြီးတော့သူတို့လေးနဲ့တူတူအစားအစာရှားဖွေစားတော့ပုံအပါဝင်ဘဝနေထိုင်မှုနေထိုင်နည်းတွေကိုလက်တွေ့သင်ကြားပေးနေပါပြီ။ ဘဝကိုအောင်မြင်ခြင်းတဲ့ငှက်ကလေးတွေကိုလင်းတိုင်းညွှန်းရဲ့စာအုပ်ဖတ်ခိုင်းတာတော့မဟုတ်ပါဘူးသူတို့လေးတွေကိုအုပ်စုမကွဲစေဘဲနဲ့တစုတစည်းရဲ့နေခြင်းအပြင်ရန်သူတွေရဲ့လက်ကနေပြီးတော့ကာကွယ်နိုင်ကြောင်းတင်ကြားပေးနေတာဖြစ်ပါလေလေးပေါ်မှာပြန်ဝင်နေတဲ့ကိုကိုသိန်းဟာတကောင်နဲ့ကြံနေခဲ့တဲ့ငှက်ကလေးကိုရှာပွေးလေးရှိပြီးတော့အဲ့ဒါကိုကာကွယ်နေတဲ့ငှက်ဖေဖေဟာခက်မြမြန်လေးပြေးသွားခဲ့ပြီးရန်သူကိုမျက်ခြေဖြတ်ဖို့ကြိုးစားခဲ့ပါလေမတိမပဲကလေးတွေဟာအုပ်စုကွဲသွားတဲ့အခါမှာကြံရင်ခဲ့တဲ့ကလေးတွေအတွက်စိတ်ပူနေရပါတော့ ငှက်ဝေဝေရဆုံးဖြတ်ချက်ခိုင်ခမာမာချမှတ်ပြီးတော့မျက်စိလဲပြီးလမ်းပြောင်းနေတဲ့ငှက်ကလေးတွေစီကနေပြီးတော့တကြောကြောအော်ခေါ်တန်ကြားလိုက်ရတဲ့နေရာအထိချက်ချင်းပြေးလွှားသွားရောက်ခဲ့ပါသည်အဲလိုနည်းနဲ့သူ့ရဲ့ကလေးတွေကိုတပေါင်းတစည်းတည်းဖြစ်လာစေခဲ့ပါသည်